စနေနေ့ပတ်သက်ပြီးတော့ပေါ်လုပြနေတဲ့မရင်ဖြစ်သူမအေဝီတောင်းကိုခုလိုဆိုင်ပြစွာတုတ်ပြန်ခဲ့တဲ့ဟန်တူရင်းမြန်မာနိုင်ငံမှာအဆိုတော်ဟန်တူလင်ဆိုတာကတော့အမှုပညာလောကမှာတကယ်ကိုမှထိတ်တဲဆိုတော့တူပြစ်ပြီးတော့သူမတူတဲ့ရည်ချင်တွေကြောင့်ပရိသတ်ကြီးတွေရဲ့အားပေးမှုကိုတကယ်နဲ့ကြီးရရှိထားသူတယောက်လေးဖြစ်ပါတယ်။ကြားပေါ့ဆိုရင်အမှုပညာနာမည်နဲ့ဂီတလောကမှာဆရာတဆူဖြစ်လာပြီးတော့တချင်းတစ်တစ်တွေကိုဖန်နေခြင်းနဲ့ပင်အောင်မြင်တဲ့အမှုပညာရှင်တယောက်ဖြစ်လာရတာပါ။အခုချိန်မှာတော့မြန်မာနိုင်ငံမှာအချိမချနေတော့ပဲပြည်သူဘက်ကရက်တီနေရင်နဲ့မကန်နယ်လန်းကိုရွေးချယ်ကာ ပြည်ထနိုင်ငံမှာပဲပြောင်းရွှေ့နေထိုင်ကြတာပါ။နောက်ပြီးရောဟန်တိုးလင်ကတော့နိုင်ငံเจ้าမှာပဲပြောင်းရွှေ့နေထိုင်ရင်းနဲ့အိမ်ဝင်ရီတောင်းရင်မြမဖြစ်သူစိဝီတောင်းနဲ့တွဲဆုံချစ်ကြိုက်ခဲ့ကြကအိမ်နောက်တစ်ခုထူထောင်ရင်တာအုပ်လေးကိုပါပိုင်ဆိုင်ထားနိုင်ကြတာပါ။စိဝီတောင်းကလည်းမိဘအိမ်တုံးကလိုကလေးဆိုးလေးလိုမဟုတ်တော့ပဲအိမ်နောက်မို့တစ်ခုကိုနိုင်နေတဲ့အိမ်နောက်ရှင်မကောင်တူဖြစ်လို့နေတာပါ။ဒါကိုတော့အမဖြစ်သူအိမ်ဝီတောင်းကတော့သူ့ညမကိုအိမ်မာတုံးကကလေးတယောက်လိုဖူးဖူးမုံချစ်ကြပြီးတော့အရေးတကြီးကြီးနဲ့နေကြတာကြောင့်အခုလိုမျိုးအလုပ်တွေလုပ်နေတာကိုမြင်ရတာကိုစိတ်မကောင်းတွေဖြစ် ယူနာတက်ရတယ်လို့ပြောလာတာပါ။ဒါကလည်းသူမလိုအိမ်အောင်ရိတ်ကဲမကောင်းတာလို့ဒုက္ခရောက်နေတာလို့စာရှိကြီးနဲ့ကိုရေးတင်တာပါ။ခင်မွန်ဖြစ်သူဟန်တူးရင်းကတော့ယောက်ျားမန္တာတွေထိခိုက်တာမလို့ဒီလောက်ယူနာတက်ပြနေလေညီမကိုခရိုနီနဲ့တာပေးစားလိုက်ရုံသာမကရိုင်းဆိုင်စွာဆေးရည်တိုင်းထွာခဲ့တာပါ။